5ပါရှင်ရန်ကုန်ခေတ္တရနေ့တဲ့ရင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရွှေကုတ်ကမှာတရုတ်တထေးတွေနဲ့ကြားဖြန့်ကုမ္ပဏီခေါင်းဆောင်တွေကို BGF ကညာတွင်ချင်းကားတွေနဲ့တဲထုံနေပြီးအောက်ခြေအလုပ်လုပ်သူတွေနဲ့တရုတ်တွေလည်းအိတ်ဆူလိုက်အပြုံလိုက်ထွက်ပြေးဝရုံးသုံးကားဖြစ်နေတဲ့အပြင် BGF ခေါင်းဆောင်စောချစ်သူကတော့လူမြင်ကွင်းကနေပြောင်းနေပါတယ်။ကမ္ဘလူမြို့နယ်ဘူးကုန်းရွာမှာရှိတဲ့စစ်တပ်ထိုင်ကိမ်းမှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့ လူငယ်လေးဦးဟာကျွန်းလာချုပ်ထောင်ဖောက်ပြီးထွက်ပြေးလွတ်မြောက်သွားတဲ့တဲ့ရင်ပါဝင်နေလေခင်တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်ဒီမှာဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကိုမြို့တင်မှာတရုတ်တထင်းတွေနဲ့ကြားဖြန့်ကုမ္ပဏီခေါင်းဆောင်တွေကို BGF ကညာတွင်ချင်းကားတွေနဲ့တဲထုံနေတယ်လို့ရွှေကုတ်ကိုအခြေအနေကိုစောင့်ကြည့်နေတဲ့ကရင်စေးသတင်းရင်းမြစ်ကပြောပါရယ် မနေ့ကအကြံဖတ်စစ်တပ်လက်အောက်ခံ BGF ကနိုင်မောင်စွာရွှေကုတ်ကိုမြို့တင်မှာကြားဖြန့်တွေကိုအပိသက်အပြတ်နိုင်နေတော့မယ်လို့ထုတ်ပြန်ကြေညာပြီးတဲ့နောက်မှာအဲ့ဒီနေ့မှာပဲညာတွင်ချင်းရွှေကုတ်ကိုမြို့တင်ကတရုတ်တွေနိုင်ငံသားတွေနဲ့ကြားဖြန့်အလုပ်သမားတွေရာထောင်ချီမြို့ကနေထွက်ခွာဖို့ကိုစူးစမ်းလာကြပါတယ်ရွှေကုတ်ကိုမြို့တင်အတွင်းမှာကားတွေပိတ်ပြီးမြို့တွင်မှာရှိတဲ့လူတွေအလုံးနီလန်းမျိုးစုံနဲ့ထွက်ခွာနေကြသလိုကြားဖြန့်တရုတ်တထေးတွေနဲ့ကြားဖြန့်ကုမ္ပဏီကောင်းဆောင်တွေကိုတော့ BGF ကကားတွေနဲ့ညာတွင်ချင်းတည်ထုံနေတယ်လို့ကရင်စည်သတင်းရေးမိကပြောပါတယ် PDF နိုင်မောင်စောကရွှေကုတ်ကူမှာကြားဖြန့်လုပ်ကိုင်းသူတထောင်နဲ့နှစ်ထောင်ကြားရှိပြီးကြားဖြန့်တွေကိုလုံးဝမထားတော့ဘဲအပြတ်အပြီးနှိမ်နင်းတော့မယ်လို့ဆိုပါရယ်။အဲ့ဒီလိုနှိမ်နင်းရမှာလဲစစ်တပ်နဲ့ပူးပေါင်းပြီးနှိမ်နင်းမဲ့အပြင်အမေရိကန်နဲ့တရုတ်ဖိအားရှိလာတာကြောင့်မဟုတ်ဘဲ PDF ကကြားဖြန့်နှိမ်နင်းဖို့ကိုဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေတာလို့မနေ့ကထုတ်ပေါ်ပြောဆိုခဲ့တာပါ။ အတက်ဖက်စစ်တပ်ကလည်းရွှေကုတ်ကိုအနီးဝင်းကျင်တဲ့နေရာတချို့မှာနေရာစတင်ယူနေပြီးမြို့တွင်းနေရာတချို့ကိုစစ်တပ်ကဝင်ရောက်နေတဲ့အပြင် BGF နဲ့စစ်တပ်ကပူးတွဲဝင်ရောက်နေတာလို့သိရပါဗယ်။အဲ့လိုခြေနေတွေဖြစ်နေပေမဲ့ရွှေကုတ်ကိုမြို့တစ်ကိုစတင်ထူထောင်ရမှာအဓိကကျသူ BGF ကောင်းဆောင်စောချစ်သူကတော့လူမြင်ကွင်းမှာပျောက်ကွယ်နေပြီးရွှေကုတ်ကိုအရေးကိစ္စကို BGF နိုင်မောင်စောကဦးစီးလှုပ်ဆောင်တဲ့သဘောမြင်ရတယ်လို့အခြားကင်ရင်စေးသတင်းရင်းမြစ်တစ်ခုကပြောပါဗယ်။ တတလောအချိန်ဒီမှာတော့ရွှေကုတ်ကူထူထောင်သူရှီဂျီချန်းကိုကြားဖြတ်ငွေလိမ်မှုတွေပါဝင်နိုင်ငံတကာယာဇဝဲမှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဗ ెంబ ာလ12ရက်နေ့မှာလွှဲပြောင်းလိုက်တယ်လို့အမေရိကန်ကလည်းကြားဖြတ်တွေကိုအကာအကွယ်ပေးနေတဲ့ DKBA တပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြတ်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါရှင်ကရင်ပြည်နယ်ဘက်ကတည်င်းကိုကြည်အောင်ပါ ကရင်ပြည်နယ်ဖမ်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့တူရောင်ရွေးကောက်ပွဲကိုခွင်းပြုမှာမဟုတ်ဘဲစန့်ကျင်သွားမယ်လို့ကရင်မျိုးသားစီယုတ်ကရန်ယူသူတထူခရိုင်ဖမ်းမြို့နယ်လုံမှုဆောင်ကော်မတီကနိုဘမာလာ18ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။အကြမ်းဖက်စစ်တပ်ကဆင်ရနာသိမ်းပြီးတဲ့နောက်မှာပြည်သူလူထုအပေါ်မတရားဖမ်းဆီးတာတွေအကျဉ်းချတပ်ဖြတ်တာတွေအပြင်ဘာသာရေးအဆောက်အဦတွေနဲ့လူနေအိမ်တွေကိုရီရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးတွေပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေကိုပေါ်ပေါ်တည်တည်ပြုလုပ်ပြီးစစ်ရဇဝဲမှုတွေကိုကျူးလွန်နေပါတယ်။ အဲ့ဒီအပြင်ဒီဇင်ဘာလ28ရက်နေ့မှာလည်းတူယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ကိုပြင်ဆင်နေတာပါစစ်ကောမရှင်ကပြုလုပ်မဲ့တူယောင်ရွေးကောက်ပွဲမှာမဲဆန္ဒရှင်တွေဖြစ်တဲ့ပြည်သူတွေကစစ်ကောမရှင်ရဲ့စစ်မှုထမ်းဥပဒေကြောင်းကတမျိုးစစ်ဘေးကြောင်းကတဖုံနေရက်တွေမှာအေးအေးချမ်းချမ်းမနေထိုင်နိုင်ကြဘူးလို့ KNU ကထောက်ပြပါတယ်ဒါအပြင်ကြန့်ရှိနေတဲ့မဲဆန္ဒရှင်ပြည်သူတွေမှာလည်းချင်းချောက်ဖိအားပေးတာနဲ့အတင်းအာဓမမဲပေးစေခိုင်းတာတွေကိုရင်ဆိုင်နေရတယ်လို့ KNU ဖန်မြို့နယ်အလုံးမှုဆောင်ကော်မတီကထုတ်ပြန်ထားပါတယ် အဲ့ဒီအပြင်စစ်တပ်ကပြည်သူလူထုနားလည်ဖို့ခက်ခဲပြီးရှုပ်ထွေးတဲ့ရွေးကောက်ပွဲစနစ်နဲ့သူတို့လိုအပ်တာအပြည့်ထုံနိုင်တဲ့ electronic မဲပေးတဲ့လုပ်ငန်းစဉ်တွေကတိကျမှန်ကန်မဲ့ရလဒ်မဟုတ်ပဲမဲဆန္ဒရှင်ပြည်သူလူထုရဲ့ဆန္ဒသဘောထားကိုအလွဲသုံးစားပြုတဲ့အတွက်ကြောင့်စစ်ကောင်မရှင်အလို့ကြအတွေ့အော်ရွေးကောက်ပွဲသာဖြစ်တာကိုပေါ်လွင်နေတယ်လို့တတိပေးကြညာထားပါရယ် ထာမြို့နယ်လုံးမှုဆောင်ကော်မတီအနေနဲ့ KNU ဗဟိုရဲ့ရွေးကောက်ပွဲအပေါ်သဘောထားထုတ်ပြန်ကြေညာချက်နဲ့အညီရက်တီမှာဖြစ်ပြီး KNU ထင်းချုပ်နယ်မြေအတွင်းပြည်သူလူထုကိုလိမ့်လဲလဲဖျားမဲ့အတူရောင်ရွေးကောက်ပွဲကိုခွင့်ပြုမှာမဟုတ်ပဲစန့်ကျင်သွားမယ်လို့တရားဝင်အသိပေးထားပါတယ်။ပြည်သူလူထုအနေနဲ့ဆရာနာရှင်တက်ဆိုးရှိမဲ့အတူရောက်ရွေးကောက်ပွဲမှာပူပေါင်းပါဝင်တာမပြုဘဲအကြံမဖတ်တဲ့နီးနဲ့စန့်ကျင်ပြီးမိမိတို့ရဲ့ဆန္ဒမဲကိုအလွယ်သုံးစားပြုခွင့်မပေးဖို့ကိုဖန်မြွနဲ့ KNU အလုံးမှုဆောင်ကော်မတီကတိုက်တွန်းထားပါတယ်ရှင်။ စကိုင်းတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကမ်းမလူမြို့နယ်ဘူကုန်းရွာမှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့အထိုင်ဂိတ်မှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့ပြည်သူလေးဦးဟာကျွန်းလာချုပ်ထောင်ဖောက်ပြီးထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ကျွန်းလာကမ်းမလူတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါရတယ်။အော်တိုဗလာ30ရင်းနေကနေနိုဗမာလာ10ရင်းနေထိကမ်းမလူမြို့နယ်ဘူကုံစစ်ကောင်စီရဲ့ထိုင်ဂိတ်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့လူငယ်မျိုးသား၄ဦးကကျွန်းလာအချုပ်ထောင်ကနေနိုဘမ်ဘာလ10ရက်နေ့ည7:00နာရီခွဲအချိန်မှာတော့အချုပ်ထောင်ဖောက်ပြီးထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။လက်တလုံးမှာထောက်ဖောက်ပြေးလာသူ၄ဦးကိုတပ်ဆိုင်ရာမြို့နယ်မိသားစုတွေစီကိုချိတ်ဆက်ပို့ဆောင်ပေးထားပြီးပြီလို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကနေထွက်ပြေးလွတ်မြောက်လာတဲ့ပြည်သူတွေဟာကဏီမြို့နယ်ရေစကြိုမြို့နယ်မုံရွာမြို့နယ်ပလဲမြို့နယ်တွေကဖြစ်ပြီးပြူစောတိလိုအပ်ချက်များနေတာကြောင့်ဝါတဝကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေရလို့သိရပါတယ်။ လက်ရှိမှာဖမ်းဆီးခံထားရသူတွေကိုငွေကြေးနဲ့လူရေးဖို့လှုပ်ဆောင်သူတွေကိုလည်းပြန်လွတ်ပေးတာမရှိဘဲလူရေးဖို့ကြိုးပမ်းသူတွေကိုပါထပ်ပြီးဖမ်းဆီးနေရလဲတွေ့ရှိခဲ့ရတယ်လို့ကိုရိုင်းဖမ်းဆီးခံခဲ့ရကနေပြန်လဲလွတ်မြောက်လာသူတွေကပြောပါရယ်ကျွန်းလကပ်ပလူတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူကတော့သတင်းမောင်ချဖို့အင်တာနက်လိုင်းဖုန်းလိုင်းတွေဖြတ်ခံရထားတော့မြေပြင်မှာဖြစ်နေတဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီမသိနိုင်ကြတဲ့အတွက်မိသားစုကြောင့်အလုပ်လုပ်ဖို့သွာလာကြရင်တော့ကိုသွားမဲ့နေမီလမ်းကျောဆုံဆန်းပြီးမှသွာလာကြဖို့ကိုတိုက်တွန်းထားပါရယ် ဒါအပြင်ကမ္ဘလူမျိုးနယ်အတွင်းစစ်တပ်နဲ့ပြူစောထီတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာပြည်သူတွေစီကနေငွေကြေးနဲ့ရွှေဖိုးတံပစ္စည်းတွေကိုလူရတာအပြင်အမျိုးသမီးတွေကိုမတိန်ချင်းတပ်ဖြတ်တာတွေကိုကျူးလွန်နေတယ်လို့ဒေသတော်လိုင်းတည်င်းရိပ်မြစ်တွေကသတိပေးထားပါတယ်ရှင်စကိုင်းနိုင်ဘက်ကိုဆက်ကြည့်အောင်ပါစကိုင်းနိုင်ရေဦးမြို့နယ်ခင်ဦးမြို့နယ်ကမ်းမလူမြို့နယ်ဆက်ကိုစစ်ကြောင်းထိုးနေတဲ့ အကြံဖတ်စစ်တပ်ကကြောက်တံရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ပြင်တောင်းနဲ့ချီတဲ့ပြည်သူတွေမှလည်းဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ခင်ဦးမြို့နယ်သတင်းမှပြန်ကြားရေးဖွဲရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဘမာလ15ရက်နေ့ကနေစတင်ပြီးတမ33ကစစ်သားတွေနဲ့ဝတ်တဝပြူစောထီတွေပူပေါင်းထားတဲ့အင်အား300ဝန်းကျင်မှာစစ်ကြောင်းဟာရေဦးမြို့နယ်ကံပလူမြို့နယ်နဲ့ခင်ဦးမြို့နယ်အဆက်မှာရှိတဲ့အိုင်ပေါင်း600ရွာကိုစတင်ဝင်ရောက်စစ်ကြောင်းထိုးတက်ဆွဲခဲ့တာပါ အဲ့ဒီစစ်တပ်စစ်ကြောင်းကနိုဗ ెంబ ర్ 16ရက်နေ့မနက်ပိုင်းမှာတော့အိုင်ပေါင်းချောင်ကြီးရွာကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ကောင်းရေဦးနဲ့ခင်ဦးမြို့နယ်အစပ်မှာရှိတဲ့ကြောက်တန်ကြီးရွာကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။အဲ့လိုဝင်ရောက်စီးနင်းပြီးတဲ့နောက်မှာကြောက်တန်ကြီးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်မှာရေဦးမြို့နယ်ခင်ဦးမြို့နယ်ကံပလူမြို့နယ်အစပ်မှာရှိတဲ့ကြောက်တန်ရွာကြီးစုရွာဝတ်တိုးရွာအပါအဝင်ကြီးရွာ၂၀ကတောင်းနဲ့ချီတဲ့ပြည်သူတွေကဘေးလွတ်ရာကိုထွက်ပြေးသိမ်းရှောင်နေရပါတယ်။ အဲ့လိုစပေးရှောင်ရတာရက်ရှည်လာတာနဲ့အမျှစပေးရှောင်တွေအတွက်နေစရာစားစရာခက်ခဲတွေများလာတဲ့အပြင်နေစရာကလည်းဖြစ်တယ်လို့သိရှောင်နေကြရတဲ့အတွက်ကြောင့်ကိုဝင်ဆောင်မိခင်တွေခလေးတငယ်တွေနဲ့တက်ကြီးရွယ်အိုးတွေအဓိကနာမကျန်းဖျားနာမှုတွေရှိနေပြီဖြစ်တယ်လို့ခင်ဦးမြို့နယ်သတင်းမှပြန်ကြားရေးဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရယ် ဲ့ဒါကြောင့်စစ်ဘေးရှောင်ပြည်သူတွေကိုပြည်သူအချင်းချင်းဖိမကူညီပေးကြဖို့နဲ့အနေနဲ့ရဲရဲကပြည်ပရောက်ပြည်သူတွေအနေနဲ့လည်းမြေပြင်ဖွဲ့စည်းတွေစီကိုဆက်သွယ်ပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံထားပါတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကပြောပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းကိုကြည့်ရအောင်ပါ။ မကွေးတိုင်းမြိုင်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့်ထွက်ပြေးတင်းရှောင်နေရတဲ့အသက်60နှစ်ကနေအသက်60နှစ်အရွယ်တပ်ကြီးရွယ်ဦးသုံးဦးအေးအေးမိမိသေဆုံးခဲ့တယ်လို့ We Love မြိုင်ချစ်တော်အညာမြေအဖွဲ့ရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ် ပြီးခဲ့တဲ့နိုဗမာလ3ရက်နေ့ကနေစတင်ပြီးပခုံးကူတမတရားတိတ်ကနေထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းဟာပခုံးကူမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်နိုဗမာလ17ရက်နေ့မှာမြိုင်မြို့နယ်တောင်ပိုင်းနဲ့မြိုင်မြို့အနောက်တောင်ဘက်မှာရှိတဲ့ဆက်မှုနစ်ကိုရောက်ရှိလာခဲ့လို့သိရပါဗျာ။ ဒါအပြင်စစ်ကြောင်းထုတ်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းဟာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူသလိုပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတဲ့ပြင်ပြည်သူတွေကိုတစားကန်အဖြစ်ဖမ်းဆီးတပ်ဖြတ်တာတွေလည်းကျူးလွန်နေပါတယ်။အဲ့ဒီအကြံဖက်စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်မြန်မျိုးနယ်တောင်ပိုင်းအနောက်တောင်ပိုင်းနဲ့အနောက်ပိုင်းမှာရှိတဲ့ကျေးရွာတွေကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။အဲ့လိုထွက်ပြေးတိမ်းရှောင်နေရသူတွေက November 15ရက်နေ့ညပိုင်းမှာမြန်မျိုးနယ်အနောက်ပိုင်းကအသက်62နှစ်အရွယ်အဖိုးတူ နိုဘမလာ16ရက်နေ့ညပိုင်းမှာမြန်မြို့နယ်နောက်ပိုင်းကအသက်60နှစ်အရွယ်ဖွားဦးတဦးနဲ့နိုဘမလာ16ရက်နေ့မနက်ပိုင်းမှာမြန်မြို့နယ်နောက်ပိုင်းကအသက်62နှစ်အရွယ်ဖွားဦးတဦးအေးမိပြီးတည်ဆုံခဲ့ရပါတယ်။အညာဆောင်ရဲ့ရာသီဥတုကလူငယ်လူရွယ်တွေအတွက်ပြဿနာမရှိပေမဲ့အင်အားချင်းနေတဲ့တက်ကြီးရွယ်တွေနဲ့ကလေးငယ်တွေအတွက်တော့အင်မတန်အန္တရာယ်များလွန်လာကြောင်းအညာဒေသအနေနဲ့ရရက်ကပြည်သူတွေအားလုံး ကိုဒေတာကိုစစ်ကြောင်းလာလို့တင်ဆောင်မှာကအညာဆောင်ရဲ့ရာသီဥတုကိုအန်တုနိုင်မဲ့အနှွေးတွေတွေအနှွေးဆောင်တွေကိုမမေ့မလျော့ယူဆောင်ကြဖို့အတိပေးလိုပါတယ်လို့ WeLove မြန်ချစ်တော်ညမြေဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။လက်ရှိချိန်မှာသက်ဆိုင်ရာဒေတာတွင်ကာကွယ်ရေးဖွဲ့စည်းတွေအနေနဲ့ဒေတာတွင်စစ်ကြောင်းလာမဲ့တည်င်းရပါကပြည်သူတွေလိုအပ်မှုကိုပြင်ဆင်ထားနိုင်ဖို့ကြိုတင်ညွှန်ကြားမှုတွေကိုလည်းလှုံ့ဆော်ကြဖို့ကိုလည်းမေတ္တာရက်ခံပါတယ်လို့ WeLove မြန်ချစ်တော်ညမြေဖွဲ့ရဲ့တာဝန်ရှိသူကဆက်လက်ပြောပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းစင်ပါဝဲမြို့နယ်ကိုပင်တာကီယလမ်းပိုက်မှာစစ်သားတွေလိုက်ပါလာတဲ့ကာနစီကိုတိုက်ခိုက်ခဲ့တာကြောင့်ဘူကြီးစိုးကိုကိုမောင်ပါဝင်စစ်သား၃ဦးသေဆုံးပြီးလက်နက်နှစ်လက်သိမ်းစီရရှိခဲ့တယ်လို့တရက်ခံအမှတ်9တရင်ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ညနေ4နာရီကျော်ကစင်ပါဝဲမြို့နယ်ကိုပင်တာကရရလမ်းပိုက်မှာစစ်သားတွေလိုက်ပါလာတဲ့အင်စီကားတစ်စီးနဲ့တန်ချက်ကာကားတစ်စီးကိုတော်လန်ရေးတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အကြံဖက်စစ်တပ်ဘက်ကပိုကြီးစိုးကိုကိုမောင်ပါဝင်စစ်သား3ဦးသေဆုံးခဲ့ပါတယ်။ဒါအပြင်ကြံဖက်စစ်သားတွေစီကနေယူနီဖောင်းတစ်စုံလက်ကင်ဖုန်းတစ်လုံးပါဝင်လက်နက်ခဲယမ်းတွေကိုတင်စီရရှိခဲ့လို့သိရပါတယ်။အဲ့လိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအကြံဖက်စစ်တပ်က စင်ပါဝဲမြို့နယ်တာကီယာလမ်းပိုက်မှာရှိတဲ့နားပဲ့ကျေးရွာကိုမိရှို့ဖျက်ဆီးခဲ့တာကြောင့်ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံပြည်သူတွေတဦးကပြောပါရယ်။အဲ့ဒီတိုက်ခိုက်မှုကိုတရက်ခရိုင်မှန်ငါတရင်ကပြုလုပ်ခဲ့တာဖြစ်ပြီးရန်ကုန်ခေတ်သတင်းဌာနကတရက်ခရိုင်မှန်ငါတရင်ကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာတော့မရှိသေးပါဘူးရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားနိုင်ငံပြည်နယ်ပြည်နယ်ကထိုင်းစားသောဆိုင်တစ်ဆိုင်မှာပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ညပိုင်းက အစားတောင်မကောင်းလို့ဆိုပြီးအချင်းချင်းစကားများရန်ဖြစ်ရာကနေမြန်မာအမျိုးသမီးစပုံမှုတယောက်ဓာတ်ထိုးခံရပြီးသေဆုံးခဲ့တယ်လို့မလေးရှားသတင်းဘာနာမားကမှဖော်ပြထားပါတယ်။ည9:00နာရီခန့်ကဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရပ်မှာသေဆုံးသူအမျိုးသမီးရဲ့ခင်မိုးဖြစ်သူနဲ့သူ့ရဲ့တငယ်ချင်းတယောက်လည်းတရားရရှိခဲ့ပြီးသူတို့ကလည်းမြန်မာနိုင်ငံသားတွေဖြစ်ကြတယ်လို့သတင်းမှဖော်ပြထားပါတယ်။ တန်လျာရှိသူနဲ့သူ့ရဲ့မိတ်ဆွေတချို့အောင်အဲ့ဒီစားတောက်ဆိုင်မှာတွားရောက်စားတောက်ခဲ့ကြပြီးတဲ့နောက်အစားတောက်ရည်သွေးကိုမကျေနပ်ခဲ့ကြလို့အသက်40ကျော်အရွယ်သေဆုံးသူရဲ့ခင်မိုးဖြစ်သူတို့နဲ့စကားများရန်ဖြစ်ခဲ့ကြပြီးသေဆုံးသူအမျိုးသမီးကအဲ့ဒီလူတွေကိုဆိုင်ကနေထွက်သွားဖို့ပြောခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်တန်လျာရှိသူဟာသူ့ရဲ့အကိုကိုဖုန်းခေါ်ပြီးစားတောက်ဆိုင်ကိုပြန်လာကအဲ့ဒီအမျိုးသမီးစပုံမှုကိုဓာတ်နဲ့ထိုးတက်ခဲ့လို့သိရပါဗျ။ ပြည်နယ်ပြည်နယ်ရဲကြုံ ISC ISME ကဖြစ်ရက်ကိုအတည်ပြုခဲ့ပြီးတနရရှိသူနဲ့သူ့ရဲ့အကိုအပါဝင်မြမမျိုးသား၃ယောက်ကိုဖမ်းဆီးထားတယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်တနရရှိသူဟာရန်ဖြစ်ချိန်မှာအရက်မူးနေတယ်လို့ယုံကြည်ရပြီးဒီကိစ္စကိုလူသတ်မှုအတွက်ပြည်မှုဆိုင်ရာဥပဒေပုံမှန်၃နှစ်နဲ့စစ်ဆေးနေပါတယ်လို့ရဲကြုံကပြောဆိုခဲ့တယ်လို့ဒဏ်ရာရသူတွေကိုတော့စပါရန်ဂျာရာဆေးရုံကိုပို့ဆောင်ထားတယ်လို့ပြောခဲ့ပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ